synopsis ဆိုပြီးမှာထွက်တဲ့တယ်နော်။ဘာကြောင့်လဲဆိုတော့ sy ကိုတွေ့ရတဲ့အကြောင်း sin ဆိုပြီးထွက်မိတဲ့တယ်။တကယ်က sin မဟုတ်ပါဘူး။ synopsis synopsis အဲ့ဒါ struck အဲ့နေရာမှာထား not ဆိုတဲ့နေရာမှာထားမယ်။အဲ့တော့ဒီထားဖို့က not မှာသူက p လေးပါတဲ့အကြောင်းမလို့ဖတန်လေးပါနေမယ်နော်။ Okay ပြီးလို့ရှိရင်သူ့နောက်မှာရှိတဲ့ စစ်ဆိုတာ ਨੇ ကြွားပြီးပေါင်းရကြအောင်လို့သူက not the sit ဆိုဖြစ်သွားတတ်တယ်เนาะ synopsis synopsis နောက်တစ်ချက်ကတော့နောက်ဆုံးပိတ်တဲ့အတန်ကိုပြောချင်တာပေါ့เนาะ sis sis เนาะအဲ့လိုဖြစ်သွားမယ်ကဲအဲ့တော့ပြန်ထွက်မယ်ဆိုရင် synopsis synopsis okay နောက်တစ်တန်ထွက်မယ်ဆိုရင်ဒီ not ဆိုတဲ့နေရာမှာပါပါလေး not ဆိုထွက်လို့ရတယ်เนาะ synopsis synopsis okay အဲ့လိုထလို့ရတယ်ကဲလိုက်ပြောကြည့်ကွနော် okay, like no? synopsis synopsis for example the teacher asked us to write a short synopsis of the book the teacher asked us to write a short synopsis of the book အဲ့တော့ဘာပြောလဲဆိုဆရာသူမဟုတ်ဆရာမကအားစ်ပါဆိုတော့ကျွန်တော်တို့ကိုမေးခဲ့တယ် เนาะထားမွေခိုင်းနေပေါ့ဒီမှာတော့ to write ဆိုတာပါလာကြအောင်ဆရာဆရာမကကျွန်တော်တို့ကိုရေးခိုင်းလာကတော့ a short ဆိုတော့တူတူလေးတစ်ခုပေါ့ synopsis synopsis of the book စာအုပ်ရဲ့အနှစ်ချုပ်ကိုပြောချင်တာပါ okay ဆရာဆရာမကကျွန်တော်တို့ကိုအနှစ်ချုပ်အတူချုပ်ရေးခိုင်းပါတယ် right synopsis 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 or synopsis synopsis synopsis, synopsis. Okay, number two. Very easy one. 以前留意好了吗? Time madalu. Okay, how do you pronounce this word? Three, two, one. Sixers. How do you know? 阿丹这边讲了, scissors. 是不是对吧?ဆရာကအဲ့စတန်နဲ့မထွက်ဘူးသူအတန်ပြင်းပြင်းဖြစ်တဲ့ဇီးပေါ့နော်ဆက်တန်နဲ့ထွက်လာတာစစ်ဇစစ်ဇစ်စစ်ဆာမဝစစ်ဇ ဟိုဟာပြောမယ်ဆိုလို့ရှိရင်ပေါ့မြန်မာလိုဆိုရင်စာကွဲတံပေါ့စာလုံးတံပေါ့ပဲနော်သူက stress ကိုတော့ရှေ့မှာထားတယ်တခြားမလို့သူက this z နော်တခြားမလို့ scissor scissor scissors scissors okay the for example with ya i need a pair of scissors to cut this paper i need a pair of sixes to cut this paper ဒီစာရွက်ကလေးကိုညှက်ဖို့အတွက်နော်ကျွန်တော်ပါလို့လဲဆိုရင် a pair of sixer လို့ပါတယ်အဲ့တော့ဒီဓာတ်ပုဒ်က sixer ကိုပြောတဲ့အခါမှာကက်ကြီးတက်လက်လို့ပြောတဲ့အခါမှာ e sixer လို့တော့လို့မရဘူးရှိရ a pair of ဆိုပြီးတွဲလိုက်တော့မှရမှာနော် okay a pair of ဆိုတာတခုပြောရတဲ့အိပ်ပဲပါပဲဟုတ်ပြီဒါဆိုရင်နှစ်လက်ဆိုရင်ရော two pair of sixer လို့တော့လိုက်ပါ okay ဒီစာရေးကိုဖြတ်ဖို့တက်ကကြီးတစုံကျွန်တော်လိုပါတယ် okay ဒီနေရာမှာတခါလည်းနားလည်မလွတ်တယ်နော်ကကြီးတစုံဆိုတာကနှစ်ခုလို့ပြောတာမဟုတ်နော်ကကြီးတစ်ခုလို့ပြောတာပါ I need a pair of scissors to cut this paper. Okay? Scissor. Scissors. number three. How do you pronounce this word? Three, two, one. Goggles. gogs အဲ့တော့သူ့ကိုလည်းအတန်းတန်းတန်းထရောရပါတယ် gog 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 ပြီးတော့ gl gogs ဆိုပြီးဆက်တန်းနဲ့ထွက်တာပေါ့နော်သူ့ဖိတဲ့အတွက်တန်းပေါ့သူ့ကိုလည်းလေးလေးထွက်တာဒါကြောင့်မလို့သူ့ကိုထွက်တဲ့အခါမှာပထမတန်းကတော့ goggles လို့ထွက် okay နောက်တန်းကတော့ gogs လို့ထွက်လို့ရပါတယ် okay goggles or gogs ဒီပုံလေးအမြင်သိမှာပေါ့နော်ရေငုပ်တဲ့အခါမှာသုံးတဲ့ပစ္စည်းလေးပေါ့နော်မျက်မှန်လိုဟာမျိုးလေးပါ Okay, for example, you should wear goggles or goggles while swimming to protect your eyes. You should wear goggles while swimming to protect your eyes. To protect your eyes. mean, don't While swimming. 如果你们要弄你个高贵布的所以 you should wear, mean, we 你会先得买 goggles or goggles. okay ရေကူးတဲ့ကောင်မျိုးလုံးကောက်ပေးဖို့အတွက်ရေကူးမျက်မှန်တက်တင်ပါတယ်လို့ဘာသာပြန်လာရပါပြီ goggles or goggles number four. okay do you want a drink how do you pronounce this word Three, two, one. liquor no wrong เนาะဒီနေ့မှာ liquor လို့ထွက်လာရင်မှားပါတယ် ဒီကိုလိခာလို့ပဲထပ်ပါတယ်လိခာလိခာအဲ့တော့ stress အတန်လေးကိုသူကရှေ့မှာထားရကြမလို့ lake lake car လိခာလိခာအဲ့တော့ပုံကြည့်ရတယ်ဒီရနော်လိခာလိခာဟုတ်ပြီ for example this store sells liquor but only to people over 21st or over 21 this store ဒီစတိုးဆိုင်က sells ဟာရောင်းပါတယ်ဘာတွေရောင်းလဲဆို liquor ရောင်းပါတယ် but only to people over 21ဒါမဲ့လူထမ်းကိုရောင်းတာမဟုတ်သူက over 21လူတွေကိုပဲရောင်းတာ Okay ဒီဆိုင်ဒီရက်ကိုရောင်းကြတော့လေအသက်20နှစ်အထက်လူများကိုသာရောင်းချပါသည်ဒါကြောင့်ပြောချင်တာက liquor ဆိုတာဘာလဲဆိုရင်အရက်ကိုပြောတာပါ liquor 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 โอเคเนาะสันติมายีราอีตั๋วไปเลขวาတော့အကျဉ်းသွားမှာပါနဲ့လုံးဝအချက်တွေကိုရပါမယ်လေခာလေခာ Okay number 5 How do you pronounce this word ဒီစလုံးလေးကတော့ပတိရေးဆွဲတဲ့အခါမှာသုံးနေဟာလေးတွေပေါ့3 2 1 acrylic acrylic no မှာပါတယ်အတန်းနဲ့မှန်ကတော့ a acrylic lake acrylic acrylic လို့တက်ပါတယ် straw tan လေးက k မှာပေါ့အဲဟိုစလုံးဆိုရင်တော့နော် c ပေါ့လူစလုံးဆိုရင်တော့ c ပေါ့ဒါကြောင့်မလို့ acrylic lake ဆိုပြီးနောက်ဆုံးမှလည်း k တန်းနဲ့ပိတ်ကြတယ် acrylic လို့တက်ပါတယ်နော် c r y ကို cry လို့မထွက်ဘူးဒီနေရာမှာ crick လို့ပဲထွက်ပါတယ် acrylic 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 hobby for example she painted a beautiful landscape using acrylic colors she သူမက painted ဆိုတာကပကြီးဆွဲတယ်ပေါ့နော်ဒီညမှာစီးတုတ်တာမဟုတ်ဘူးပကြီးဆွဲတယ် a beautiful landscape ဆိုတာဘာပြောလဲဆိုတော့လှပတဲ့ရှုခင်းပုံလေးပေါ့ landscape ဆိုရှုခင်းပုံလိုဟာမျိုးလေးပေါ့ဆွဲတယ် okay ဘယ်လိုဆွဲလဲဘာကိုတုံးပြီးဆွဲလဲဆိုရင် using acrylic colors အဲ့ဒီအယောင်လေးကိုတုံးတယ်ပေါ့အဲ့တော့ဘာကိုပြောချင်တာလဲ ဆိုလို့ရှိရင်ဒီမှာတော့ရေချာချာရှင်းတော့ဟဲ့နော်ပါလေသူမဒီ acrylic အရောင်ကိုသုံးပြီးတော့လှပတော့ရှုခင်းကိုဆွဲခဲ့တယ်။ Okay အဲ့ဒါဆိုဘာကိုပြောလဲဆိုတော့အကြောင်းရှင်းပြပေးမယ်နော်ဒီခါမှာထည့်ထားပြီးတယ်။ Okay ဒီမှာကြည့်လိုက်ပါနော်ဒီဟာလေးပေါ့ရှင်းအောင်ထည့်ပေးထားပါလေ။ပါလဲဆိုရင် acrylic paint ဆိုတာကနော် paint ဆိုတာဆေးလေးပေါ့အခုပြောတဲ့ပါလဲဆိုရင် acrylic ဆေးဆိုတာကပါလဲဆိုရင် is water based ဆိုတာရေကိုအခြေခံထားတဲ့ first drying paint first ဆိုတာအရန်မြန်တယ်6တာမြန်တဲ့စီလေးပါတဲ့ရေနဲ့တုံးထားတဲ့เนาะရေကိုအခြေခံပြီးလှုပ်ထားတဲ့အချောက်မြန်တဲ့စီလေးဖြစ်တယ်ပြီးတော့သူက widely used ဆိုတာကြည်ကြဲပြန့်ပြန့်သုံးနေပါတယ် by artist ဘယ်သူတွေကလဲပကြီးဆရာတွေကကြည်ကြဲပြန့်သုံးကြတယ်ဟုတ်ပြီเนาะအခုတွေကမဟုတ်ပါဘူး since the 1960s เนาะ1960တွေကများတွေကเนาะ idea ကဟိုသုံးနေတာ it can be used ဆိုတော့အဲ့ဒီစေပေါ့เนาะအခုပြောတဲ့ပါလဲဆို acrylic go for သူကိုသုံးနိုင်ဘလို့သုံးနိုင်လဲဆိုရင် thickly or thinly thickly ဆိုဆီအထူးကြီးလဲသုံးလို့ရသလိုမျိုးသူကိုပါးပါးလေးလဲသုံးလို့ရပါတယ် okay ဘယ်ဘာမှုတနေဆိုရင် depending how much water is added to it သူထဲမှာရေဘလောက်ထည့်ထားတယ်လဲနော်ရေဘလောက်ထည့်ဆက်လဲဆိုတာပေါ့ multiview ကိုပေါ့ကိုထူထူပဲသုံးသုံးပါးပါးပဲသုံးသုံးလို့ရပါတယ်တဲ့နော်အဲ့တော့သိအများကြီးအတိအမှန်ဖွင့်နေပေါ့နော်တခါလေးမြန်မာလို့ပြန်ခတ်ပါတယ်အဲ့တော့ဒီ series တွေဘယ်လိုခေါ်လဲဆိုရင် acrylic နော် okay acrylic paint, dominant like acrylic color. Okay? Hope as a dinibiogate slowly, nalongaro. Synopsis. 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 Or synopsis. 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 Scissor. 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 Goggles gargars or gargars, gargars, gargars. Liquor, liquor, liquor. Okay, the last one. Acrylic, acrylic, acrylic. Okay, the Synopsis, synopsis. Scissor, goggles or gargles, liquor, acrylic. Okay, bye. See you next video.